လို့အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာတော့ဆီယာမလေးကဇာတာပရိသတ်သမီးများအတွက်ဟောစရာလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဇာတာပရိသတ်သမီးတွေကတော့ဒီကာလမှာမမျောလိမ့်မယ်နဲ့ယုံပြင်ကဏ္ဍအတွက် အဲကိစ္စအငွေကုန်ကြေးကြများနေတာမျိုးလေးတွေတွေ့ရတယ်။အခက်ခဲတွေအဲရှိပဲဒါပေမဲ့ပြည်ပြောက်သွားဖို့တော့များတယ်။အဲတခြားသူတွေရဲ့အကူအညီထက်ဆရာမလေးကတော့ဒီဇာတာရှင်နေနေတော့ဒီကာလမှာဥမာကိုကိုကိုွယ်တာမဟုတ်ပြီမယ်လေပေါ့နော်။အဲကိုသွားလို့ရတဲ့အဆင်ပြေလေဆိုရင်တော့ကာလီမေတော်လက်ရှ်မီမေတော်အစာရှိတဲ့ဖြင့်ပေါ့နော်မေတော်တွေထမှာဒါမှမဟုတ်လေကိုကမြန်မာအဲမေတော်တွေထမှာဒိတ်ထံပြူဆူတောင်းခြင်းနေဆိုလို့ရှိရင်လည်းသွားပြီးတော့ဆူတောင်းဒိတ်ထံလို့ရတယ်။နော်။ ီကာလခြားကလာကိုရောက်နေတာဖြစ်တဲ့အတွက်ဒီကာလသည်အကောင်စုအကြောင်းအကျိုး ဟိုပါပေါ့အဲတွေးဟဖြစ်စရာရှိတယ်လို့ကောင်းတာကိုဆိုတာရောမကောင်းတာရောကောင်းတာရောအမျိုးမျိုးပေါ့နော်ကိုရှိမှရောပြုတ်ပြီးတော့ရောက်နေတယ်ကံဆိုလဲအခုကောင်းလိုက်ခဏနေမကောင်းလိုက်အဲအဆင်ပြေလိုက်မပြေလိုက်ပေါ့နော်အဲ့ဒါလေးကြီးအများကြီးတွေ့ရတယ်အဲ့တော့မေတော်ကျောင်းနေမှာသွားပြီးတော့ဒိတ်ထံပြူပါဆူတောင်းမှာအုံခွဲတာမျိုးလေးကြီးလည်းပိုကောင်းတယ်ပေါ့နော်နောက်တစ်ခုကကျတော့အလူတန်းပေါ့မုတ်ချလောက်ရတာမျိုးလေးကြီးရှိတယ်အလူတန်းလုတ်စရာလေးကြီးရှိတယ်လူလင်ငွေလင်ခံရတာမျိုးလေးကြီးရှိတယ်ပေါ့နော်အဲနောက်တစ်ခုကခဏကိုတချမ်းကြိုက်တာခဲတာလက်ပြင်ကြောကြိုက်တာခဲတာရင်မက်တချမ်းကြိုက်တာခဲတာအဆရှိတဲ့ပြင်တာမျိုးလေးတွေတွေ့ရ တယ်ပြီးတော့ဒီဇာတာရှင်တွေကပြောမယ်ဆိုရင်ဒီဟော့ဇရန်ကအများဆုံးအမေဒီဟော့ဇရန်ကအောက်တိုဘာပေါ့နော်အောက်တိုဘာလီဘရာယာဒီကွင်းလေးဖြစ်တဲ့အတွက်အဲဒီဂျာတာပရိသတ်သမီးလည်းဖြစ်မယ်လီဘရာလည်းဖြစ်မယ်နော်နောက်တစ်ခုကကြတော့အဲဒီရာသီကွင်းတွေထဲမှာမှဒီဇာတာရှင်ကြီးကအဲ့လို balance ဖြစ်မှုပေါ့နော်သူများလိုပဲအဲကိုယ်ကိုကောင်းတာလို့ပြီးကိုယ်ကပြန်ပြီးတော့အဲကောင်းတာပေါ့ ပြန်ပေးခြင်းနေမှန်လို့ပဲပေါ့ကြင်ကြံတဲ့သူမျိုးဖြစ်တယ်ကို့ကိုတစ္ဆာဖောင်းကိုကတန်ပြီးတော့ကို့တစ္ဆာဖောင်းခြင်းလို့တော့မဟုတ်ဘူးဒါပေမဲ့လက်တော့ပြန်တယ်နင်ဘလို့ငါဘလို့ခံစားခဲ့ရတယ်သိအောင်ဆိုပြီးတော့ပေါ့နော်လှုပ်တက်တဲ့သူမျိုးတွေဖြစ်မယ်နော်အအဓိကတော့အဒီဇာတာရှင်ကဒီအော်တိုဘာမှာတော့ဟိုလီဘရာဒီကွင်းနဲ့ရောက်တဲ့အပြင်ကိုကိုကိုရန်ကလည်းလီဘရာဘွန်ဆိုလို့ရှိရင်တော့အဲ့စိတ်တွေပို့ပြီးတော့များဖို့တွေ့ရတယ်ဒီမှာအာနောက်တစ်ခုက အဲ့လိုကလေးစားချိတ်လို့တဲ့စိတ်ပေါ့နော်ရံပြူလို့တဲ့စိတ်တော့ဟုတ်ချင်မှာဟုတ်မယ်ဒါပေမဲ့လက်တုံ့ပြန်ချင်တဲ့စိတ်ရှိတယ်အဲကိုကိုကိုနာကျင်အောင်လုပ်တဲ့သူကိုအဲထားပါတော့သူ့လောက်နာကျင်စီတာမဟုတ်ရင်တော့ငါဘယ်လိုနာကျင်ရလဲဆိုတော့နင်သိရအောင်ဆိုပြီးတော့တခုခုလေးတော့အဲအဲ့လိုမျိုးလေးပေါ့နော်ဟိုဟိုတခုမဟုတ်တခုနဲ့ပေါ့အဲ့လို ြန်ပြီးတော့တုံ့ပြန်အောင်မှကျင်းနေတဲ့သူမျိုးတွေပါလိမ့်မယ်လို့ဆရာမလေးကတော့တွေ့ရတယ်နောက်တစ်ခုကစာတာရှင်တို့အမျိုးသမီးတယောက်ယောက်ကထိန်းချုပ်ဖို့ပေါ့နော်လုပ်နေတယ်ဥမာအဲထိန်းချုပ်ဖို့လောက်တာမျိုးမဟုတ်လဲကိုကထိန်းချုပ်ခံနေတာမျိုးလည်းဖြစ်နေနိုင်တယ်ဒါမှမဟုတ်ကိုကဒီစာတာရှင်နေပြောရမယ်ဆိုရင်ဆရာမလေးထင်တာကတော့ ိုဒီအင်ကာသားသမီးနဲ့တွဲနေရလားဒါမှမဟုတ်အင်ကာနန်ကိစ္စတွေလုပ်နေရလားအင်ကာနန်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတခုခုဆောင်ရွက်နေရတာမျိုးလားကိုကအင်ကာသားသမီးကိုသဘောကျနေတာမျိုးလားပေါ့ဒါမှမဟုတ်အင်ကာနိနန်နဲ့ပတ်သက်တဲ့သူတွေကိုသွားပြီးတော့ဟိုဘယ်လိုပြောရမလဲကိုနဲ့ relationship ဖြစ်နေတာမျိုးလားပေါ့နော်အင်ကာသားသမီးမဟုတ်ဆိုလို့အင်ကာနိနန်နေပေါ့နော်အဲ့လိုမျိုးလူမျိုးတွေနဲ့ကိုကဟိုပတ်သက်မိနေတာမျိုးဆိုလို့ရှိရင်လည်းအဲကိုအခုတော်တော်သူကကိုဘဝမှာ ဟိုအဲဒီဘောနော်ဒီကိစ္စတွေဒီအင်္ဂါနေ့နဲ့ကိစ္စတွေအင်္ဂါနေ့နဲ့တာသမီတွေကကိုဘောကမှလွှမ်းမိုးမှုအရှိဆုံးအချိန်ကာလတစ်ခုရောက်နေတာမျိုးဆီမှာလေးတွေ့ရတယ်ပေါ့နော်ဥမာသူ့เจ้าနေပဲတွေးမိနေမယ်သူ့เจ้าနေပဲစဉ်းစားမိနေမယ်အဲဟိုတခါတလေကြာလို့ရှိရင်အဲဒါပေမဲ့ဒီကိစ္စတွေပဲစဉ်းစားမိနေမှာကိုယ့်ရဲ့ချစ်သူကြီးစားအင်္ဂါတမီအင်္ဂါနေ့နဲ့အဲစထားတဲ့လူမျိုးတွေဆိုလို့ရှိရင်လည်းသူဘာလို့ကိုယ်တော်ဖုန်းလုံးဆက်တာလဲသူဘာလို့ငါ့ကိုအရင်လိုမျိုးအဲချစ်သေးရဲ့လားအစားရှိတဲ့ပြင်ပေါ့နော်ဒါမျိုးလေးတွေတွေးမိနေမယ်လို့တော့ထင်နေပေါ့နော်ဆရာမလေးကတော့မြင်နေပေါ့ နောက်ကတီဇာတာရှင်တွေကဒီကာလမှာတတင်းလဲကျွတ်ပြီးဆိုတဲ့ခါကျတော့အဲဘယ်လိုပြောမလဲအရန်ကိုပေါ့နော်တက်ကြွနေကြတာမျိုးအိမ်အောင်ပြုတ်ဖို့စဉ်းစားထားရဲဆိုလို့ရှိရင်လည်းတတင်းကျွတ်မှာအိမ်အောင်ပြုတ်ဖို့အစီအစဉ်တွေဆွဲနေတာမျိုးပေါ့နော်အဲဝက်ဒင်ပွဲတွေလုပ်ဖို့ပေါ့နော်ဘယ်လိုဘယ်လိုဝတ်စုံလေးတွေဝတ်မယ်အစားရှိတဲ့ဖြစ်ပေါ့နော်လိုက်ဖက်ညီတဲ့ဟာမိုနီတက်ကြတဲ့အတကယ်ကို balance ဖြစ်ပြီးတော့ပေါ့နော်အဲနောက်တစ်ခါကျတော့အရန်လှပတဲ့ဇွန်တွေလေးတစ်ခုအနေနဲ့ဆီမလေးကတော့တွေ့ရတယ်ကိုချစ်တဲ့သူတွေနဲ့အိမ်အောင်ပြုတော့မယ်ဆိုလို့ရှိရင်ပေါ့နော်အထူးသဖြင့်ဆီမလေးကခုနပြောသလိုပေါ့နော်ဒီကြာသပတိသားသမီးတွေကအဲဒီကလာမှာအိမ်အောင်ပြုပြမယ်အင်္ဂါနေ့နန်းနဲ့ပတ်သက်တဲ့သူတွေအင်္ဂါသားသမီးတွေအစားရှိတဲ့ဖြစ်ပေါ့နော်ဒီလိုအဲလူလေးနဲ့ဘာအင်္ဂါသားသမီးအင်္ဂါနေ့နဲ့ဆိုဆက်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 ညနေစားတဲ့သူမျိုးတွေအင်္ဂါအဲအဲ့လိုမျိုးပေါ့အထူးသဖြင့်ပေါ့နော်သူတို့ဒီနေ့ပေါင်းဖက်မယ်ဆိုလို့ရှိရင်ဒီကာလမှာအဲ တင့်တင့်မြင့်မြင့်လှလှပပနဲ့အတောင်လေးတောင်အပေးယူမျှတာပြီးနားလည်းမူရင်းနဲ့တိဆောက်မယ်ပုံစံမျိုးပေါ့နော်အဲ့ဒါတွေတွေ့ရတယ်အိမ်တော်မပြုတ်ဖြစ်ဘူးကိုချစ်သူကြီးစားနေလိုမျိုးဆိုလို့ရှိရင်နားလည်းမူရင်းနဲ့ relationship ကိုသွားပြီးတော့ပို့ပြီးတော့လုပ်ပေးမယ်ဆိုလို့ရှိရင် relationship ပါပို့ပြီးတော့ supporting ပေးနိုင်မယ်ဆိုလို့ရှိရင်ပေါ့နော်အဲအဓိကတော့နားလည်းမူရင်းနဲ့ယုံကြည်မှုပေးမယ်ဆိုလို့ရှိရင်အရန်ပြော့စရာကောင်းမယ်အနာဂတ်တစ်ခုလို့တွေ့ရတယ်ပြီးတော့ဒီဇာတာရှင်ကြီးရဲ့ဂျားထဲမှာအမြင်နဲ့အနှောက်အယှက်ရှိတယ်မမြင်ရတဲ့ ဟိုဘာတွေပေါ့နော်အဲလိုဘယ်လိုပြောမလဲအရောင်ဆောင်မိတ်ဆွေတွေ question တမျိုး question တမျိုးလူတွေဒါမို့ဒါမှမဟုတ်လဲကိုယ်တွေနှစ်ယောက်ရဲ့ဂျာထဲမှာအမနာလိုဝင်တိုးနှောက်ရှက်ချင်နေတဲ့သူမျိုးတွေပေါ့အရင်ကယူဆိုင်ရမယ်ကိုယ့်ရဲ့လုပ်ငန်းအောင်မြင်မှုတိုးတက်မှုကိုယ့်ရဲ့ကိုချစ်သူနဲ့ကိုနဲ့တဟဆာတာဖြစ်နေတာကိုသဘောမကျမှုအဆရှိသဖြင့်အဲ့လိုလူတွေကကိုယ့်ရဲ့အနီးနားမှာပဲရှိတတ်တယ်ဒါမို့ကိုယ့်တငယ်ချင်းမိတ်ဆွေတွေထဲမှာရှိတတ်တယ်ကိုယ့်ကိုနှောက်ရှက်ဖို့ချောင်းနေတာမျိုးတွေ့ရတယ်အဲသူပုံစံလေးကတော့အကြည့်ရင်တော့မထင်ရဘူး နောက်တော့မှပဲသူဟာအလားတောင်အစိပ်ပြင်းရတလားဆိုပြီးတော့ဟိုကိုကအဲတိသွားမယ်သူမျိုးပေါ့နော်အဲ့လိုမျိုးနဲ့ဆီမာလေးကတော့မြင်ရတယ်အဲ့တော့ကိုယ့်ရဲ့ success တွေကိုယ့်ရဲ့မျှော်လင့်ချက်တွေကိုယ့်ရဲ့အဲပြီးတဲ့အခါမှာအရာအားလုံးတွေအရာခက်သိမ်းတွေအားလုံးတွေဒီလာမဲ့အဲပေါ့နော်ဒီလာပြီးနေလာကွယ်နေဒီအဲ့လိုမျိုးတွေကနေစပြီးတော့တိတာပြောင်းလဲမှုတွေစတင်တော့မှာဖြစ်တယ်အဆုံးအစမရှိကြေပြောနဲ့ဆိုင်နဲ့ကောင်းကင်ပြင်ကြီးလိုပဲကိုယ့်ရဲ့ကံကြမ္မာကလည်းအစ်စ်တဖန် အပြောင်းလဲတစ်ခုကိုစတင်တော့မှပုံစံမျိုးကိုတွေ့ရတယ်။ယခုကနေစပြီးနောက်ထပ်၄ဘက်၄လ၄ရက်အတွင်းမှာသာသမီယတနာရခြင်းသာသမီယတနာမွေးဖွားခြင်းသာသမီရတဲ့သူတွေရဲ့တည်င်းကြားခြင်းပေါ့နော်အစာရှိအဲခလေးမွေးဖွားတဲ့တည်င်းကြီးကြားခြင်းပေါ့အဲ့ဒါလေးကြီးဆရာမလေးမြင်ရပါတယ်။အဲ့တော့အမ်မိကသူများရဲ့မကောင်းကျင်စီမှုတွေခံရတယ်လို့စိတ်ထဲမှာမြင်လာပြီးတွေးလာပြီးဆိုလို့ရှိရင်အဲမကြာခဏပေါ့နော်အဲကိုတမယာသီးပေါ့တမယာသီးကိုအဲ ကိုယ့်ရဲ့အိတ်ထဲမှာထည့်ဆောင်ထားပေးခြင်းအပြင်ကိုယ်အတိုက်ခိုက်တွေကင်းစေတယ်အញ្ញံခိုက်တွေကင်းစေတယ်ပေါ့နော်အဲပြီးတော့နောက်တစ်ခုဒီကာလမှာဓာတ်တွေဘာတွေကင်နေအဲ့လိုမျိုးပေါ့ကရိယာတွေကင်နေခါမှလည်းတတိထားပါရှာတာတို့အဲကိုယ့်ကိုထိမိတာတို့ဘာလို့ဖြစ်တတ်တယ်ပေါ့နော်နည်းနည်းဟိုဟာတခုခုလောက်တာ ਨੇ ဟိုပေါ့နော်ကိုယ်ထိခိုက်နာကျင်မှုလေးတွေဖြစ်နေရမျိုးပေါ့အဆင်မပြေမှုလေးတွေဖြစ်နေတာမျိုးပေါ့နော်ဒါလေးတွေလည်းတွေ့ရပါတယ်ဒါပေမဲ့လည်းဒါတွေကတော့အပဟိကလေးပါပဲရရင် view ဆိုင်ဆရာကြီးတော့လည်းလိုသလားဆိုတော့လည်းမလိုပါဘူးเนาะအဲ့တော့အဆွဆဲနောက်ဆက်ခံရတာလေးတွေတော့ရှိတယ်တိတ်တော့ဟိုဒါတော့လူဘဝမှာဖြစ်တတ်တဲ့ဟာလေးတော့တတိထားပါအဲအိမ်အလေသွားတာတွေပါရတော့နည်းနည်းလေးစင်ကျင်ပေးပါလို့ဆရာမလေးကတော့ပြောချင်ပါတယ်အောင်မြင်ပြည့်စုံနေသူတွေဖြစ်ကြပါပြီရှင်